မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်။မင်းရောက်လိုက်အလို့ကြောင့်ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ဗိုလ်များမှမင်းသားနောက်ဦးရဲ့နာမည်ပေးခံရတဲ့စစ်ဗိုလ်ချုပ်တအုပ်ရှိပါတယ်။ဒုဗိုလ်ဘဝမှဗိုလ်ချုပ်ဖြစ်တဲ့အထိစတက်ထဲမှာရုပ်ရှင်မင်းသားလို့နေထိုင်ခဲ့ရတဲ့အတွက်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုနေတိုးဓမ္မမုတ်ပြည်တည်ဦးလို့စစ်ဗိုလ်ချုပ်တချို့ကနာမည်ပြောင်းပေးထားကြတာဖြစ်ပါတယ်။ဒါ့အပြင်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုလက်ရှိစစ်ကောင်းဆောင်များအလို့မှာစစ်တပ်ကိုဦးဆောင်မယ်သူလို့လည်းထင်ကြီးပေးခံရသူလည်းဖြစ်ပါတယ်။ ယ်။လက်ရှိအချိန်မှာဒုတိယမိုးချုပ်ကြီးကျော်စွာလင်းကစီဦးစီအရာရှိချုပ်ကြီးနဲ့စစ်တောက်ချုပ်တာဝန်တို့ကိုပူးတွဲတာဝန်ယူထားပါရယ်။စစ်တပ်ကတော့ပတ်စဉ်35 DSC 35ကျောင်းစဉ်ဒုတိယမိုးချုပ်ကြီးကျော်စွာလင်းကအရာရှိငယ်ဘဝကမကြသေးခင်ကလက်စားမှုနဲ့ဖမ်းဆီးထောင်ချခံရသူဒုတိယမိုးချုပ်ကြီးမိုးမြင့်ထွန်းလက်အောက်မှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါရယ်။ ။ဒါအပြင်နိုင်ငံတော်ညင်ဝတ်ပြပြမှုတည်ဆောင်ရေးဘွဲ့နာဝတာခေဒုတိယစစ်ကောင်ဆောင်ဗိုလ်ချုပ်မောင်ကြီးရဲ့ကိုရင်းအရာရှိလုပ်ခဲ့သူလည်းဖြစ်ပါတယ်။မုံမြင့်ထွန်းကဗိုလ်ကြီးကနေပုံမှုအပွင့်တင်ဖို့နေကိုစင်ရတဲ့ကဒူးချုပ်ဗိုလ်ချုပ်မောင်ကြီးကိုရင်းအရာရှိနေရာကိုကြော်စွာလင်းကိုထားခဲ့တာလို့စီရေးလိလာသူတအုပ်ကဆိုပါတယ်။ဗိုလ်ကြီးဘွားမှာစင်ယုံချုပ်ရဲ့တာဝန်ထမ်းဆောင်ခဲ့ပြီးတည်ရင်မှုဖြစ်တဲ့အခါမှာလည်းနေပြည်တော်ပြည်မနာအနီးရှိခမာရ431မှာတည်ရင်မှုတာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ပြည်မနာမြို့အနီးမှာရှိတဲ့နေပြည်တော်တိုင်းစစ်ဌာနချုပ်လက်အောက်ခံခမာရ တ်31တိုင်ရင်ကရှီရန်ထွက်စစ်တိုက်ရတဲ့တိုင်ရင်မျိုးမဟုတ်နေပြည်တော်လုံခြုံရေးကိုသားတာဝန်ယူရတဲ့မျိုးဆောင်တပ်သားဖြစ်ပါတယ်အဲဒီမှာတစဉ်ဘုံမူကြီးယာလူတိုပီတရိကန်တိုင်းစစ်ဌာနချုပ်လက်အောက်ရှိတာချင်းလိမ့်မှာဗျူဟာမှုတာဝန်ထမ်းဆောင်ခဲ့ပါတယ်အဲဒီအချိန်ကတိုင်းမှုမှာလက်ရှိနေပြည်တော်ကောင်စီဥက္ကဋ္ဌတာဝန်ယူထားတဲ့ဦးတန်းထုံးဖြစ်ပါတယ် တရီကန်ဒေတာတိုင်းစစ်ဌာနချုပ်မှာဖြူဟာမှုဖြစ်တဲ့အချိန်ကလည်းပါတိုက်ပွဲမှမရှိတဲ့အချိန် RCSS ရှမ်းပြည်ပြန်လဲထူထောင်ရေးကောင်စီနဲ့အချို့နေရာတွေမှာစိုင်းထားရတာလောက်ပဲရှိရလို့ CDN ပိုကြီးတောင်းကဆိုပါတယ်တာချီလေးဖြူဟာမှုယာရုကလက်လာပများစွာရရှိရနေရဖြစ်ပါတယ်ဖြူဟာမှုကမွေးညင်စေဝါတရားမဝင်ကုန်သွယ်မှုနဲ့ကာစီနိုလုပ်ငန်းများမှာလက်လာပများစွာရရှိကြပါတယ်အဲဒီမှာတဆင့်နေပြည်တော်ပြင်မနာမြို့အနီးရှိတဲဖြူကျေးရွာအခြေဆိုင်အမှတ်ကျောက်စစ်စင်ရေးကုကင်းမှုဌာနချုပ်မှာဌာနချုပ်မှုတမမှုတာဝန်ထမ်းဆောင်ခဲ့ပါတယ် MA6 စစ်စင်ရေကော်ကဲမှုဌာနချုပ်ကနေပြည်တော်မြို့လုံခြုံရေးကိုသာအဓိကတာဝန်ယူရတဲ့တပ်မတစ်ခုဖြစ်ပါတယ်။တပ်မမှုဘုံမှုကြီးယာရုမှဘုံမှုချုပ်ယာလူတိုးတဲ့အခါနေပြည်တော်စစ်ရုံးချုပ်မှာစေဦးစီး ပုံမှုချုပ်ဖြစ်လာခဲ့ပါတယ်။ပိုချုပ်ကြာစွာလင်းကစစ်တပ်မှဒုပုံမှပုံမှုကြီးရာထူးရရှိတဲ့အထိစစ်မတိုင်ခရပဲစည်ယုံချုပ်နဲ့နေပြည်တော်နီးတဝိုက်မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။စစ်တပ်ထဲမှာတတ်တောင့်တတာနဲ့ဝင်ငွေကောင်းတဲ့နေရာတွေမှာသာတာဝန်ထမ်းဆောင်ခဲ့ရပြီးမင်းသားလိုစစ်တပ်ထဲနေခဲ့ရသူဖြစ်ပါတယ်။စေဦးစီးပုံမှုချုပ်ဖြစ်လာတဲ့ပုံမှုချုပ်ကြာစွာလင်းက 2019ခုနှစ်ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာရေးမှမြေပြင်တပ်များကိုအမိန်ပေးခဲ့သူများနဲ့တအုပ်ဖြစ်ပါတယ်။ COC ဗိုလ်မှူးချုပ်ယာရုကတက်ချုံနဲ့ဒုတိယတက်ချုံနဲ့စစ်မြေပြင်တပ်မှုများကြားချိတ်ဆက်ဆောင်ရွက်ပေးရသူဖြစ်ပါတယ်။2019ခုနှစ်ကဖြစ်ပွားခဲ့တဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းရိုဟင်ဂျာရေးမှစစ်စင်ရေးအထူးဖွဲ့နဲ့အနောက်ပိုင်းတိုင်းတိုင်မူဗိုလ်ချုပ်မောင်မောင်စိုးတို့ကိုစစ်ကောင်ဆောင်ကအရေးယူခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်ကအမိန်ပေးသူဖြစ်တာဝန်ရှိခဲ့သူဗိုလ်မှူးချုပ်ကျော်စွာလင်းကအရေးယူခြင်းမခံရပါဘူး။တကယ်အမိန်ပေးတဲ့ မှာကြော်စွာလင်းလဲပါတယ်မင်းအောင်လိုင်ကသူ့လူရင်းဖြစ်လို့တင်နေအရေးမယူတဲ့အပြင်ရခိုင်အရေးပြီးတော့ယာရုပါတိုးပေးလိုက်တယ်လို့ရခိုင်ပြည်နယ်ရိုဟင်ဂျာရေးစာရန်ပြုစုသူတအုပ်ကဆိုပါတယ်2020ပြည်နှစ်မေလကတက်ချုံမင်းအောင်လိုင်ကိုစစ်တောင်ကျောက်ဒုတိယပို့ချုပ်ကြီးကျော်စွာလင်း ကိုဗစ်ကာကွယ်ရေး PPE ဝတ်စုံထုတ်လုပ်မှုပြသနေတဲ့ပုံတွေကိုလည်းထွက်ပေါ်လာခဲ့ပြီးဗိုလ်ချုပ်ကျော်စွာလင်းက2018ခုနှစ်မှာမန္တလေးမြို့အခြေဆိုင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဖြစ်လာခဲ့ပါတယ်။ဗိုလ်ချုပ်ကျော်စွာလင်းတိုင်းမှုဖြစ်တဲ့အချိန်မှာပြည်ဦးလူမျိုးရှိစစ်အင်ဂျင်နီယာတက်ကတော် DSDA ကိုတောင်မြူသားလူမျိုးရေးတပ်မတော် DNL ဖွဲ့ကရှော့တိုက်တုံးနဲ့တိုက်ခိုက်ခဲ့ပါတယ်။တိုင်းမှုတာဝန်နဲ့နနစ်ခန့်ထမ်းဆောင်ပြီးရနောက်ဒုတိယဗိုလ်ချုပ်ကြီးရာလူတိုးပေးကစစ်တောင်းချုပ်တာဝန်ပေးခဲ့ပါတယ်။မြန်မာစစ်တပ်မှာတိုင်းမှုတုံးဟာနေဆောင်၃နှစ်ခန့်တာဝန်ထမ်းဆောင်ကြရပါတယ်။ဒါပေမဲ့ဗိုလ်ချုပ်ကျော်စွာ ွာလင်းတအူးသာတိုင်းမွန်းတာဝန်နှစ်နှစ်ထမ်းဆောင်ပြီးဒုတိယဘိုးချုပ်ကြီးဖြစ်လာခဲ့ပါတယ်။ဘိုးချုပ်မူကြီးမြောင်လိုင်က2020ရွေးကောက်ပွဲမှာကြမ်းခိုင်ပါတီနိုင်ရင်သူတမ္မရာလုပ်မယ်။အဲ့ဒီချိန်မှာတက်ချုပ်အတွက်မိုးမြင့်တုံဒုတိယတက်ချုပ်အတွက်ကျော်စွာလင်းကိုရှာထားတော့ကျော်စွာလင်းကိုနှစ်နှစ်ထင်းနဲ့ဒုတိယဘိုးချုပ်ကြီးတင်ပေးလိုက်တာလို့စီရင်လီလာသူတအူးကဆိုပါတယ်။ဘိုးချုပ်မူကြီးမြောင်လိုင်ကနဝတခင်မှာဒုတိယဘိုးချုပ်ကြီးစဖြစ်တဲ့အချိန်ကဒုဘိုးချုပ်ကြီးရဲ့မှာအသက်အငယ်ဆုံးဖြစ်ပါတယ်။အလားတူဘိုးချုပ်ကျော်စွာလင်းကလည်းဒုတိယဘိုးချုပ်ကြီးဖြစ်တဲ့အချိန်မှာအသက်ငယ်ဆုံး ောဒုတိယဗိုလ်ချုပ်ကြီးဖြစ်ပါတယ်ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းကစစ်ကောင်ဆောင်နဲ့သူမိသားစုအကျိုးစီးပွားအတွက်အဓိကလှုပ်ဆောင်ပေးသူဖြစ်တဲ့အတွက်ဗိုလ်ချုပ်မှုကြီးမရနိုင်ကသဘောကျခြင်းဖြစ်ပါတယ်ဒုကျင်ရဲ့အရေးချင်းမရှိတော့လဲစစ်ကောင်ဆောင်ခိုင်းတဲ့တိုင်လှုပ်ပေးသူလည်းဖြစ်ပါတယ်စစ်တောက်ချုပ်ရာဒုကစစ်တပ်မှာစီးပွားရေးအခွင့်အလမ်းအများဆုံးနေရာဖြစ်ပါတယ်စစ်တပ်နဲ့ပတ်သက်ပြီးစီးပွားရေးလုပ်ငန်းလုပ်ကိုင်တဲ့လုပ်ငန်းရှင်တွေကစစ်တောက်ချုပ်နဲ့အဓိကဆက်ဆံကြရပါတယ်ဒီလိုသောနေရာမျိုးကိုစစ်ကောင်ဆောင်ဆက်ဆက်သူတို့ယုံကြည်ရတဲ့သူတွေကိုသာခန့်အပ်ခဲ့တာပါဗိုလ်ချုပ်မှုကြီးမရနိုင်က2020ရွေးကောက်ပွဲမှာ ှသမရဖြစ်ဖို့ကြံ့ရွယ်ခဲ့သူဖြစ်ပါတယ်။ရွေးကောက်ပွဲမှာပြည်ထောင်စုချန်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီ USDP အနိုင်ရပါကဗိုလ်ချုပ်မူကြီးမြောင်လိုင်ကသမရလုပ်ဖို့ရည်ရွယ်ထားတဲ့အတွက်စစ်တပ်မှသူ့အရေးအယာဆက်ခံမဲ့သူများကို2020ပြည့်နှစ်မှာရှာထားခဲ့ပါတယ်။ ဗိုလ်ချုပ်မူကြီးမရောက်နိုင်ကသူတမရဖြစ်တဲ့အခါတက်ချုပ်အဖြစ်ဗိုလ်ချုပ်မုံမြင့်ထွန်းကိုယာတာပြီးဒုတိယတက်ချုပ်အဖြစ်ဗိုလ်ချုပ်ကျော်စွာလင်းကိုယာတာခဲ့ပါတယ်လို့စီရင်လေးလာသူများကယုံကြည်ထားပါတယ်။ဒါပေမဲ့စစ်ကောင်းဆောင်ရဲ့အရှိုင်းအရာကိုစက္ကန့်ပို့ရှားထားတဲ့ဒုတိယဗိုလ်ချုပ်ကြီးမုံမြင့်ထွန်းကိုမကြသေးခင်ကအာဂတိမှုနဲ့ထောင်တန်းအနှစ်20ချမှတ်လိုက်တယ်။စစ်ကောင်းဆောင်ကသူ့ရဲ့ညာလယုံဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးမုံမြင့်ထွန်းကိုဖယ်ရှားလိုက်ပြီးရင်နောက်ဘသူ့အမှမယုံကြည်တော့တဲ့အခြေအနေဖြစ်လာတယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်။ ဒါကြောင့်လေသူ့ရိုင်းရာကိုဆက်ခံမဲ့သူကိုရွေးချယ်ရခက်ခဲနေခဲ့ပါရီလက်သွားတဲ့စစ်တပ်ထိတ်တန်းရာလူဖြစ်တဲ့စီဥစီရာရှိချုပ်ကြီးရာလူအတွက်ယခုအချိန်ဒီမခံမနိုင်သေးပါဘူးလလုံးစင်မှာစစ်တောင်းချုပ်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုစစ်တောင်းချုပ်နဲ့စီဥစီရာရှိချုပ်ကြီးရာလူကိုပူးတဲ့တာဝန်ပေးခဲ့ပါရီစစ်ကောင်စီကောင်ဆောင်လေးနဲ့ကြီးတဲ့ရဲ့နံပါတ်လေးကောင်ဆောင်ဖြစ်တဲ့စီဥစီရာရှိချုပ်ကြီးရာလူကိုဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုခန့်အပ်ခဲ့ပါကသူကလက်ရှိစစ်ကောင်ဆောင်အလုံးမှာစစ်တပ်ထိတ်ပိုင်ကောင်ဆောင်တအုပ်ဖြစ်လာနိုင်တယ်လို့စီရင်လေးလာသူတွေကဆိုပါရီ também okay. ဆလဘီစကိုင်းမျိုးအလုံးစုံထိန်းချုပ်နိုင်ဖို့တမ33ကိုစစ်ကောင်စီအင်အားဖြင့်မြို့ပတ်လေကိုလည်းစစ်ကြောင်းမကြာခဏထိုးနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစကိုင်းမျိုးကိုအလုံးစုံထိန်းချုပ်နိုင်ဖို့အတွက်စစ်ကောင်စီကတမ33ကိုအင်အားဖြင့်တင်နေပြီးမြို့ပတ်လေကိုလည်းမကြာခဏစစ်ကြောင်းထိုးနေကြောင်းမြေပြင်တော်လိုင်းရဲဘော်တွေနဲ့ဒေသခံတွေစင်ကသိရပါရယ်။မေလာမှစတင်ပြီးစစ်ကောင်စီကတမ33ကိုအင်အားဖြင့်တင်မှုတွေပြုလုပ်နေခြင်းဖြစ်ပြီးဒီလိုအင်အားဖြင့်တင်နိုင်ဖို့မုံရွာချေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့မန္တလေးချေဆိုင်လေပိုင်းနိုင် ်းစစ်ဌာနချုပ်တို့မှစစ်သားတွေအပြင်ဖြူစောတိနဲ့ပြည်သူစစ်တွေကိုပါစုဆောင်းထားကြောင်းစကိုင်းတိုင်းခြေဆိုင်မြေပြင်တော်လိုင်းရဲဘော်တအုပ်ဖြစ်တဲ့ရဲဘော်ရာဟုကသတင်းဌာနကိုပြောပါတယ်အင်အားကနာမခလာ ပါဖာနှစ်ဖက်လုံးကနေဝင်ထွက်နေတာပြူနဲ့ပြည်သူစစ်ကတော့အဓိကပေါ်လေနေမြေကိုအပြည့်ဝပြန်လဲထိန်းချုပ်ချင်တာနဲ့စစ်ကောင်စီပြုလုပ်မဲ့ရွှေကောက်ပွဲကြောင်းအင်အားတွေဖြစ်နေတာဖြစ်မယ်လို့ရဲဘော်ရှာဟုကဆိုပါတယ်အခုလိုစစ်ကောင်စီကအင်အားဖြည့်တင်းမှုနဲ့စစ်ကြောင်းထိုးနေမှုတွေကြောင်းသကိုင်းမြို့အနောက်ချမ်းရှိကျေးရွာတွေမှာပြည်သူများစစ်ရှောင်နေရတာနှစ်ပတ်ခန့်ရှိနေပြီးမင်းကုန်းမြောက်ချမ်းမှာပြည်သူများစစ်ရှောင်နေရတာတစ်ပတ်ခန့်ရှိနေပြီဖြစ်ပါတယ်ပြီးခဲ့တဲ့မေလ31ရက်ကတော်လိုင်းတပ်ဖွဲ့တွေကတပ်မ33ကိုရှော့လိုက်တုံးတုံးလုံးနဲ့တိုက်ခိုက်ပြီးရဲ့နောက် စစ်ကောင်စီကမြေပြင်စစ်ကြောင်းထိုးမှုတွေကိုပုံမပြုတ်လုပ်နေခြင်းဖြစ်တယ်လို့စကားမြို့ကံမြို့သားတောင်ကဆိုပါတယ် ရှော့တိုက်တုံးထုခံရတဲ့ဖြစ်စဉ်ရင်ငလင်းပြန်လဲထူထောင်ရေးအတွက်မြို့ပေါ်မှာစစ်ကောင်စီကလူကြီးခင်းစင်တွေစိတ်လာတာစကားဆအုပ်ချုပ်ရေးမရှိတဲ့နေရာတွေမှာငလင်းကူညီရေးတွေဝင်มาကြောင်းမြို့ပပလည်းကိုစစ်ကြောင်းထိုးပြီးရွာတွေမှာတက်ဆွဲတာမြို့ကိုနှစ်ထပ်သုံးထပ်ကားတဲ့ပုံစံမှာပြုလုပ်နေတာလို့၎င်းကပြောပါတယ်အခုလိုစစ်ကောင်စီစစ်ကြောင်းထိုးနေတဲ့ကျေးရွာတွေကငလင်းတန်ခံရတဲ့ဒေသတွေဖြစ်တဲ့အပြင်လက်ရှိမှာလည်းအရာရီမြင့်ရေးမြင့်တက်မှုတွေကြောင်းအခက်အခဲများပုံမို့ကြုံတွေ့နေရတဲ့အတွက်မြေပြင်ကူညီများစွာလိုအပ်နေကြောင်း၎င်းကဆက်လက်ရှင်းပြပါတယ် တယ်။ဒါအပြင်စစ်ကောင်စီကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးနေမှုတွေကြောင့်အင်အားမများတဲ့အတွက်မြပြင်တော်လိုင်းရဲဘော်များလည်းရှောင်တိမ်ပင်းခဲ့ရကြောင်းသက္ကိုင်းမြို့ကန်ရဲဘော်တို့ကပြောပါရယ်။အခုမနက်လေကန်းတလူတိုးကိန်းနာကညောင်ပင်စင်မြင်းမွေးရွာတဲ့ကိုစစ်ကောင်စီကအင်အားနေရာနဲ့စစ်ကြောင်းထိုးနေရလို့သက္ကိုင်းမြို့ကန်ရဲဘော်တို့ကပြောပါရယ်။ပြီးခဲ့တဲ့ဇွန်လဆင်ရက်ကစစ်ကောင်စီကောင်းဆောင်ဖို့ကြောင့်မူကြီးမြောင်လိုင်းကသက္ကိုင်းမြို့ကိုလာရောက်ခဲ့ခြင်းဖြစ်ပြီး၎င်းမလာရောက်မီကအင်အားအများပြားတိုးချဲ့ထားခဲ့တာဖြစ်ပြီးမင်းအောင်လိုင်းပြန်သွားခဲ့တော့လဲစစ်အင်အားတိုးချဲ့ ျင်မှုကိုရှုပ်သိမ်းမှုမရှိခဲ့ပါဘူး။လက်ရှိမုံရွာစကိုင်းလမ်းပိုင်းမှာလည်းတော်လိုင်းတပ်ဖွဲ့များနေမြီစုမှုနိုင်မှုနဲ့ပါသွားတာကြောင့်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှစစ်သားများကစကိုင်းမြို့ရှိတပ်မ33ကိုအလွယ်တကူစစ်အင်အားများဖြည့်ပေးနိုင်ကြောင်းမြေပြင်တော်လိုင်းရဲဘော်တွေကဆိုတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။